ဟယ်လိုအားလုံးပဲမင်္ဂလာပါအဲကျွန်တော်လေဘောင်ရှိုးအကြောင်းပြောလိုက်ပါတယ်ဒါကျွန်တော်လေဘောင်သိရတာတော့တရင်ချိုးပေါ့နော်ဒါဒါယာပြပနာတရင်ချိုးလေးတော့ဒီပေါ်တဲ့တော့ဆွေးနွေးကြည့်အောင်ဒီမှာဆိုတော့ကျွန်တော်တို့ဒီပြီးတဲ့ဒီပြီးတဲ့တရက်နှစ်လောက်ကတော့ကျွန်တော်ကျွန်တော်ကွင်းလက်ကစားသမားဖြစ်တယ်ကျွန်တော်ကမ္ဘာပိုက်ဒီပရော့နေတာလာနဲ့ကစားတဲ့ပွဲမှာတို့ဒါယာရတယ်ပေါ့နော်ဒီကျွန်တော်တို့ကမ္ဘာပိုက်ရတော့ဒါကျွန်တော်တို့ဒီဘောင်သိမှာအဓိကအားထားရတဲ့ ကစားသမားပေါ့နော်ဒါပေမဲ့လည်းဒီဖင်လန်နဲ့ကစားတဲ့နောက်ဆုံးပွဲမှာဒီသူ့အနေနဲ့တတိုင်းရကြီးကြီးမားမားမဟုတ်ဘူးเนาะဒါပေမဲ့ဒီတိတိမမားပေါ့နော်ဒီပြားတာဒီပြားကတော့သူ့ကိုဒီလုံစားလဲလိုက်တဲ့เนาะတိုင်းရဒီမကစားနိုင်တဲ့သူကမတတ်တာတဲ့သူကသူ့ဒီလုံစားလဲတဲ့သူကကျွန်တော်ဒီတစ်ပတ်ဝိကက်မှာဒီကျောင်းလေးနဲ့ United နဲ့ပွဲမှာသူတို့ပါဖို့ကတော့ဒီမတိကြသေးဘူးเนาะအပြင်ဝင်ထုတ်ပြလာတာတော့ရှိနေဘူးဒါ အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြည့်အဲ့ဒါဆွေးနွေးကြည့်အောင်เนาะဒါကျွန်တော်တို့ဘောက်တင်တော့တကယ်ကိုသတင်းဆိုပါเนาะဒါဆိုတော့ဒီကမ္မပိုက်ဆိုတဲ့ကစားသမားကျွန်တော်တို့ဘောက်တင်မှာတကယ်ကိုရေးပါတဲ့ကစားသမားเนาะခဏကယာပြီးတဲ့ဟိုဟာတကယ်ကိုရေးပါတဲ့เนาะဒီခုလို့ကျွန်တော်တို့အတင်းမှာတိုင်ပတ်နေနေချင်းတော့เนาะဒီလိုမျိုးကစားသမားဒီ quality ကောင်းတဲ့ကစားသမားတွေရတယ်တော်လေးကိုဒီစိုးရင်စရာเนาะဒီကမ္မပိုက်ဆိုတာကျွန်တော်တို့ဒီယာပြီးမှာစိုးချင်တာတော့တကိုးသွေးတကိုးဖန်ကြီးသားတယ်เนาะ သူ့အနေနဲ့ဒါမက်ကလစ်စာတို့ဒီကျေစွမပြတယ်ကျွန်တော်ဆိုဇာတ်လမ်းလည်းဒါနေရာပေါင်းစုံကစားရတယ်ကျွန်တော်ဘတ်တော့ကလည်းကျေစွမပြတယ်အတင်းကတိုင်ပတ်နေတဲ့ချိန်မှာအတင်းမှာဒီကောင်းနေကောင်းတဲ့ကစားသမားနိုင်ငံရတယ်ဆိုတော့ကျွန်တော်တို့ဒီဘောင်တင်ဒီနေ့ဒီဖလားအိမ်ဘက်ကတော့ဘယ်လိုပဲဒဏ်ရာနဲ့ဆုံးနေရဖြတ်ပြတ်ပတ်နေရတော့အသေးဦးနော်တော်တော်လေးကိုချိန်နေရမဟာနာနော်ဆရာသမားတွေနော်တော့ဒီဘောင်ပိတ်တဲ့တော့ဘယ်လိုမြင်ကြရတော့အသေးဦးနော်ကျွန်တော်ကတော့ ဒီလာမယ့် weekend မှာကျွန်တော်တို့မဖြစ်မနေနိုင်ဘူးလို့အဲ့ဒါပေါ့နော်ကျွန်တော်တို့၃ဘွဲ့စတာကျွန်တော်ရှုံးလာတယ်နော်ကျွန်တော်ဒီဘောက်ဒီ United တဲ့ဘွဲ့မှာကျွန်တော်တို့ကအဓိကကစားသမားတရားလည်းလို့ရမှာဆိုတော့ဘလို့မှအဆင်မပြေနော်အဆင်မပြေဘူးနော်ဒီကွင်းလမဆိုတော့ကြာဖလိုဘောက်လောက်လာအဆင်မပြေသေးဘူးနော်အတင်းကအတင်းကအကုန်လုံးဒီတိုက်စစ်ကွင်းလက်ခံစင်လောက်ကတရားချင်းမှာအတင်းမှာခြေဆုံးပြနေတဲ့ကံမပရဒဏ်ရာရရဆိုတော့ကျွန်တော်အတင်းပြောတယ်တကယ်ကိုအိမ်မက်ဆိုတခုပေါ့နော်ဒီလီဘောက်ဘွဲ့ ဒီလက်နဲ့တဲ့ပွဲမှာအဲ့ကစားသမားတော့မပိုင်သွားဘူးเนาะတော်တော်တိုင်ပတ်မှာเนาะဒါဆိုဆိုဒီလက်တက်ကတော့တပိပိတဲ့ကတော့မတန်ပြန်မှန်လာတယ်เนาะခြေစွမ်းဟိုဒီနိုင်ပွဲမရပါဘူးခြေခြေစွမ်းတော့တိုင်ကျွန်တော်လည်းနည်းနည်းအဆင်ပြေလာတယ်เนาะအဲ့လိုခြေမျိုးမှာဒီလက်တက်ကတော့လေဘောလို့တွေ့ပြန်တော့ဟာเนาะအဲ့လိုမျိုးမှာခြေစွမ်းတက်တဲ့ကစားသမားမပါဘူးဆိုတော့မပါနိုင်ခြေမရှိဘူးပေါ့เนาะဒါပေမဲ့လည်းဒီတန်ရာဒီချက်ဟို ကောင်းရင်တော့ပြန်ပါတော့ဒါပေမဲ့ဒီမတကယ်လို့ပတ်သက်လို့ဆိုတော့ကျွန်တော်တက်ပွဲဆိုတွဲချောင်းဆိုတော့ကျွန်တော်လီဘောင်းနဲ့တကယ်လို့စွင့်ကြပါနော်ဒီပြန်သားသမားကတကယ်လို့ quality ရှိတဲ့ကစားပါနော်ကျွန်တော်မနစ်ကဆိုလို့ဆိုဆလိုက်မင်္ဂလာစာကျွန်တော်တို့ဒါပါပဲဆိုတာတွဲရဒီပြန်ဘက်ကွေးလက်တွေကကွေးလက်တွေကိုတော်တော်ကောင်းကောင်းထိချုံနိုင်တဲ့အတွက်နော်ဒီနေ့အဒီမှာဒီမင်္ဂလာစာလိုပဲခြေစမ်းမပြနိုင်နော်ပရိုဘတ်ရောရုပ်ကတရားနဲ့ဆိုဆလိုက်နဲ့ပြန်မပြအောင်ဆိုတော့ ကျေးဇူးတင်ကစားသမားတန်ရာချီပြောမှအဆင်မပြေဘူးပေါ့နော်။နောက်တဲ့ကစားသမားတယောက်ကျတော့ကိုနာတေးနော်။အခုလို့ဆိုတိုင်ပတ်နေတဲ့အချိန်မှာဒီကိုနာတေးရလည်းတန်ရာရတယ်။နော်သူရဲ့ဒီပင်တင်းလက်ယူစီမှာသူဒီပေါ့ဒင်းပြန်လာတယ်နော်။ဘလို့တန်ရာရွတ်တနာရဲ့လက်ဆိုးတွေကတော်တော်ဝင်နေတာပေါ့နော်။ကျွန်တော်တို့ဒီကိုသမားဖြစ်တဲ့အလစင်မကားလည်းတော်တော်ဝင်ပါလားမှပြန်ပြန်လာနိုင်မှာဆိုတော့ဘလို့မှအချိန်မကောင်းဘူးနော်။ဟိုဘလို့ကိုနာတေးတိုင်ပတ်တိုင်ပတ်နော်ဒါပေမဲ့လည်းလူမရှိဘူးဆိုတော့ ဒီကိုကိုနာဒီဘလောက်ပဲတိုင်မတိုင်ပါဒါပေမဲ့သူ့ကိုသုံးသုံးမှရမှာပေါ့ဒါပေမဲ့သူအခုသူကတန်ရအောင်ဆိုတော့ဒီပတ်ပွဲမှာပါနိုင်ဖို့ကတော့မရှိဘူးမရှိဘူးဆိုတော့ကျွန်တော်တို့ညဘုဒ္ဓတော့နော်ဂျိုကုမောတုံးမလားဒီကျွန်တော်တို့ဒီအန်တိုတုံးမလားနော်တော့ဒါစောက်ကြည့်ရမယ်နော်အတင်းရဟိုနောက်တက်နေရတဲ့အချိန်ကြီးမကောင်းဘူးနော်နောက်တက်ခက်စစ်စပါးတွေအတန်ရရတယ်နော်ကိုင်းရဲ့တိုင်ပတ်တွေကိုကောင်းကောင်းထိချုံနိုင်တယ်ကိုင်းလဲကိုင်းလဲမှာချေစွမ်းတဲ့ကာဝိုင်းရလဲကျွန်တော် เนาะတကယ်ဟိုဒီမဖြစ်မနေကိုသမားမအရေးကြီးတဲ့ကျွန်တော်အဲ့ဒီမကားတယ်ကာလာရှိတန်ရရတော့ကိုတင်မှာဟိုတင်းရလဲရုံးကနေရနော် quality ဘလိုလဲချေဆက်ပြတဲ့ကစားသမားတွေတန်ရရနော်ဘလိုမှချိန်မကောင်းဘူးနော်တော်တော်လေးကိုစိုးရင်းစရာနော်ကိုတင်ရတော်တော်စိုးရင်းစရာပါနော်ဒီဘက်မှလာတာကျွန်တော်ကြားတတ်တဲ့ကျွန်တော်ကစားအောင်မှထားပေးကျွန်တော်တို့ကမန်စီးတီးနဲ့လာမသိဘူးကစားအောင်မှတော်တော်လေးကိုဒီ ရေထဲမိုးတဲ့ရောင်းနေတဲ့ချိန်ပေါ့နော်။နောက်ကျွန်တော်ချန်ပီယံနီးပြရရောကစားအောင်မရေမထစ်တော့နော်ကျွန်တော်တို့ဒီမာစီတို့နော်အများကြီးကြံနေတယ်နော်။ပွင့်ချက်တဲ့ကာလတွေကျွန်တော်တို့ရှင်းနိုင်ကစားမလို့နိမ့်ပါနဲ့ဆိုတော့ဘလူးလို့ပတ်ထွက်လာမှကျွန်တော်စာစောင့်ကြည့်ရမယ်နော်။ဒီတိုင်းမှာသူရှောင်းလို့မရဘူးဒီတိုင်းမှာသူရှောင်းရင်သူ့ကိုပြန်ပြီးတော့တော်တော်လေးမြင့်တက်လာမယ်နော်အတင်းကဟိုစကားကိုကောင်းမှန်လို့ငါကိုဆိုပေါ်စင်ခွန်ရှစ်လောက်ပဲချင်ပါ အတင်းရမယ်ဆိုတော့ဟိုအောက်ကိုဆွဲပြီးတော့ဖြစ်နေတဲ့အချိန်ပေါ့နော်ဒါပရင့်တရရဲ့ဝေဖန်မှုတွေချင်းတော့ကစားသမားတွေကတရားညာနေတဲ့အချိန်နော်ဝင်လာတဲ့ကစားသမားတွေကလည်းလိုတဲ့အဝင်ဝင်ကြမဖြစ်တာချိန်စမပြတာအဲ့လိုအချိန်မှာဒီကနေစလို့တော့တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပေါ့နော်တော်တော်လေးစိုးရင်ကြပါဒီကနေစလို့တော့ပါတယ်သူဒီနိုင်ငံကလေရှင်တဲ့တပတ်နားရတဲ့အချိန်မှာသူပါပြောင်းလဲလာသူပါပြင်ဆင်လာเนาะကစားသမားကြီးရဲ့စိတ်ပြည့်မှုတွေဖြစ်လာ နော်ဒီလမ်းတော့ဒီလောက်ပြည့်ကြပါအနိုင်ကံရနိုင်ပါအဲကျွန်တော်တို့ဒါဒီဒီဘက်ဆောက်ကြည့်ရမှာနော်ဒါကျွန်တော်တို့စုစမ်းပိုက်ကစားလို့မရခင်ဗျာဒီကကလာရှိမနာကိုကျွန်တော်တို့ဒါလည်းဆွတ်တောင်းနေရတော့နော်ကလာရှိတာကျွန်တော်တို့လည်းတော့9.5ပွဲ5ပွဲတော့ဒါမှပရိုမချင်းပေါ့ကောင်းတော့အကြောင်းဒီ United နဲ့ပွဲပြီးပါရင်တော့ဒါကဘာပိုင်းပါတပိုင်းပါနိုင်တယ်နော်ဒါကြောင့်ဒီဘောချစ်တဲ့ပိတ်သက်တွေတော့ဘယ်လိုနေကြလဲနော်ကျွန်တော်တို့ကိုင်းလည်းမချစ်တော့ပြတဲ့ကဘာပိုင်းနဲ့တန်ရရတယ်နော်နောက်တော့မှ တိုင်ပတ်နေပါဆိုတော့ခုနတည်းရလဲဒီပြင်သင်းရနေတော့လောက်ထွက်လာတယ်เนาะတကယ်တော့ကိုသမား quality ရှိတဲ့ကိုသမားအနေနဲ့မကားလဲခလားရှိတာဆိုတော့ကိုသင်းရချင်ညာဒီဘယ်လိုမျိုးတွေမြင်ကြလဲပေါ့เนาะအနေနဲ့ဆွေးနွေးပြကြပါဦးဒါကျွန်တော်ဗီဒီယိုကြည့်ရှုပေးစေတော့ပြည့်စုံတာအားလုံးကျေးဇူးများတင်ပါတယ်